အားလုံးပဲမင်္ဂလာပါရှင်။အလင်္ကာကျော်စွာဆရာကြီးသခင်ကိုတော်မိုင်းရေးသားတဲ့ဘိုးကျော်အောင်ဆန်းအထုပ်ပတိဆိုတဲ့စာအုပ်လေးကိုကျမဝိုင်းစံတေးမှမျှဝေပေးပါရစီရှင်။အပိုင်းငါအခန်းခုနှစ်ပျော်တက်လို့ပါတညတွင်ကောင်စန်းတို့နေထိုင်ရာအိမ်ဤအရှိတ်တွေ ကြောက်ကြီးရှိလေသည်၎င်းကြောက်ကြီးထဲတွင်မြူနီစပယ်မှအခွင့်တောင်းကသူနှင့်တငယ်ချင်းများသည်ဘောလုံးကစားလေးရှိကြသည်ကြောက်ကြီးအရှိဘက်တောင်ထိပ်ပေါ်ရှိအိမ်တိမ်တွင် BOC ကုမ္ပဏီတွင်အလုံးလုံးနေကြသည် ကလားစီးရေးများစု၍ငှားရမ်းနေထိုင်ကြလေသည်၎င်းကလားများမှာလူပြိုလူလူတွေကြီး ဖြစ်နေသည့်နှင့်အညီတဦးနှင့်တဦးရဲစရာမောစရာများကိုပြောဆိုကာတဟာဟာနှင့်ပျော်ပွဲစေနေကြသည်ကိုကောင်းစွာကြားနိုင်ပေသည်ထို့အတွင်တယောက်ကကလားသချင်းတစ်ပုဒ်ကိုအတန်နှင့်အတန်ထားနှင့်ဩကာဆိုလိုက်သည်တွင်ចောင်းသားမျှသာဖြစ်သောကိုအောင်စန်းသည်ဥထဲမှရားလာအောင် ပြောင်းလောင်လို့သည့်စိတ်ပြင်းပြလာဟန်ရှိသည်ကလားစကားမတက်ဖဲနှင့်တန်ရောင်လိုက်ကဆိုလိုက်သည်တခဲသချင်းတစ်ပုဒ်ကိုကလားတန်ကဲ့သို့ ဟာတပါဟာတပါဟုအော်လိုက်သည့်အခါအေအံပေါ်ခန်း၌အိပ်ပျော်နေသော၎င်း၏အကိုဥပဝင်းနိုးလာသည့်နှင့်ကြုံသွားသည့်ဒီကောင်ကလေးယူနေသလားဟုလှမ်းကာမှန်လိုက်မှရက်တန့်သွားတော်သည်သူသူဤတလေကတခါတခါအနာတွင်မြည်သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၎င်းလှုပ်လို့သောအစားကိစ္စရှိသည်မြောက်ကိုလွတ်လွတ်လပ်လပ်စိတ်ရှိတိုင်းလုံလွေရှိတတ်လေသည် ်ကိုအောင်စန်းမှာចောင်းသားဘွားကပင်လင်းတိုင်းပြည်အတွက်ကောင်းသောကိစ္စများကိုစိတ်ဝင်စားခဲ့လေသည်တနေ့တွင်စုံတိုက်ရရှိလေပေါ်ចောင်းတိုက်အတွင်၌ကျင်းပသည့်တမရာကြီးဥဆိုသိမ့်ဤဝင်သာမှုတရားပွဲသို့တွားရောက်ကြားနာခဲ့သည်ထို့သို့သွားခြင်းမှာလဲသဘောကြရေမဟုတ်ပဲနိုင်ငံနှစ်တိုင်းပြည်ရေးရများကိုနားလေလို့သောဆန္ဒဖြင့်တွားရောက်ခြင်းဖြစ်လေသည် အိမ်သို့ပြန်ရောက်သည့်အခါတွင်ကိုအောင်စန်းသည်စိုးသိမ့်စိုးသိမ့်စိုးသိမ့်ဟုကြားနေတဲ့ဆောင်ကရေနံတဲ့သားလို့ခေါ်တယ်။ဒါပေမဲ့ရေနံတဲ့ဆိုတဲ့အလို့ဟာတမာအာဇီဝဖြစ်တယ်ဆိုတာသူတို့နားမလည်ဘူးဟုဇပွဲကို တူလေးနှစ်ထုကထုကဦးစိုးသိမ့်ကိုက်မျိုးနှင့်လေ ပြောဆိုတတ်လေသည်။ ကိုအောင်စန်းသည်ကျမ်းမာရေးအတွက်ဘောလုံးကစားခြင်းမှအပအခြားကစားနည်းတွင်စိတ်ဝင်စားခြင်းမရှိဗောလီဘောကစားခြင်းတွင်တစ်ခါတည်းရန်ပါဝင်တော်လဲဘတ်စကတ်ဘောကစားခြင်းကိုကတစ်ခါမှမမြင်ဘူးပေကျောင်းသူမိန်းကလေးများနှင့်ပတ်သက်၍ဆက်ဆံရာတွင်မြည်သည့်အခါမဆို၎င်းသည်ခက်တီတီနှင့်နေတက်ထိုက်တက်လေသည်ကျောင်းနေဖက်မိန်းကလေးတို့ကကိုအောင်စန်းကိုတွေ့သည့်အခါတွင် ဒါဆရာကိုပါဝင်းညီဟုအချင်းချင်းတီတိုစကားမကြတကြပြောဆိုမိဖွဲ့လူသည်နှင့်ရေလာမြောင်းပေးစကားပြောကြတော့လေကိုအောင်ဆန်းက၎င်းတို့အားဖောက်လေသည့်ငပိရှိသည်ဟုပေမထင်အယောမဝင်ဂယုမဆိုင်ခဲ့ပြီကလေးတဲ့ငယ်များကိုပင်အယောဝင်ချင်းချစ်ခင်ချင်းမျက်နှာသာပေးခြင်းမရှိအိမ်နီးချင်းကလေးများမှာသူ့ကိုမြင်လင်ထွက်ပြေးလေးရှိတတ်ကြသည်ကိုအောင်ဆန်း၏လေ့ကျင့်ခန်းစာအုပ်များကိုယူ၍ကြည့်လျှင် ပကြီးဝါဒနာပသူတရားဟုမှတ်ယူရလာအောင်ပင်စိတ်ကူးနှင့်ရေးဆွဲထားသည့်ဘီးစရုံးကြီးများကို စမိတ်ကွင်းချလျက်မျက်စိမိနေသည်ဟုထင်ရသောမိမဥကောင်းပုံများကိုလည်းအများအပြားတွေ့ရမည်ဖြစ်လေသည်ထိုစဉ်ခါကကပိုကီယိုလုံး၍ဖက်နှက်မပါဘဲလမ်းသွားလေးရှိကာ လူလောက ပေါင်းတင်ဆက်ဆံမှုတွင်ခွာကြသောကိုအောင်ဆန်းအားမြည်သူကားမှဗမာပြည်၏အမျိုးသားကောင်းဆောင်ကြီးတယောက်ဖြစ်လာလိမ့်မည်ဟုမှမျှော်မှန်းခဲ့ကြပြီးထိုစဉ်ကထင်မြင်ချက်နှင့်မှတ်ချက်များကထင်မြင်ချက်နှင့်မှတ်ချက်များသာဖြစ်ခဲ့လျက်ထိုထင်မြင်ချက်မှတ်ချက်များနှင့်စန့်ကျင်ဘဲဖြစ်တတ်သောအကျိုးတရားတို့သည်သာ ဖြစ်ပေါ်ခဲ့လေသည်စိတ်ပညာဆရာများ၏အဆိုအဖြစ် ငယ်စဉ်ကဒစုံတစ်ခုကိစ္စကိုလူကြီးများကဈေးခိုင်းသည့်အခါမဖြစ်မနေလှုပ်တတ်သည့်ကလေးများသည် လူကြီးလူကျယ်များဖြစ်လာမည်ဟုဆိုသည်သို့တော့ကျွန်ုပ်တို့၏ကိုအောင်ဆန်းကထမင်းပွဲတွင် ဟင်းဘက်ကိုဇွန်းနှင့်ဆယ်၍မရသည့်အတွက်ဇွန်းကိုချထားကတခြားဟင်းွက်များကိုသာနှိုက်ဆယ်၍စားတတ်သည့်များကိုသာ မကြာခဏကြုံကြိုက်ခဲ့၏ ငယ်စဉ်ကစိတ်နေစိတ်ထားကိုကြည်၍နောက်ပိုင်းအခြေအနေကိုအကဲခတ်ခြင်းဖြင့်အခြားနေရာများတွင်တိကျမှန်ကန်ပြီဖြစ်တော်လေကိုအောင်စန်း၏အဖို့တွင်မူကားအကဲခန့်ရန်ခံမှန်းရန်လူတိုင်းအဖို့ခဲရင်ခဲလီသည်အခန်းရှိအပြောကောင်း၍ချီးမွှန်းခြင်းတရင်ကျောင်းကျောင်းပိရဲ့နှင့်ရွာသည်ကျောင်းပိရဲ့များအတွင်၌လေကိုအောင်စန်းမှအိတ်ကစားကား လေပက်ကာနှင့်ပော့ပော့တန်တန်နေထိုင်မှုမျိုးဖြင့်အချိန်ဖြုံးခွင့်ကိုမရှိခဲ့ပြီးအကိုဖြစ်သူကိုဘဝေနှင့်ကိုအောင်သန်းတို့၏စက်မှတ်ထိန်သိမ်းမှုတွင်တင်မှုများကြောင့်အင်္ဂလိပ်စာခြေခံများသည်တိုးတက်လာလိမ့်ရှိသည် စာဖတ်ခြင်းစာစီစာကုန်ရေးသားလေးချင်းချင်းများဖြစ်တာများသောအဖြစ်အချိန်ကိုပုံလွန်ခဲ့စေခဲ့ရကြောင်းနှင့်ပြောပြခဲ့ပူလေသည် အကိုဖြစ်သူကိုအောင်သန်းကကိုအောင်ဆန်း၏ကျူတာပင်ဖြစ်လေသည် ကိုအောင်စန်းဖက်ရန်စာအုပ်များကိုရေးချက်ရာတွင်၎င်းကိုအောင်စန်းရေးသည့်လေးချင်းငယ်များကိုစစ်ဆေးပြင်ဆင်ရာတွင်၎င်းအကိုကြီးကိုပါဝင်းကတာဝန်ပေးထားသည့်အတိုင်းလိုက်နာပြုလုပ်ခဲ့သည် တနေ့တွင်ကိုအောင်စန်း၏အရေးသားနှင့်ပတ်သက်၍ချို့ယွန်းတိမ်းဆောင်းမှုများကိုအကြောင်းပြု၍ကိုအောင်တန်းက So poor a model English me english စာသိညံ့နေဟုဘိုလိုကျိမောင်းချောင်းကိုကိုအောင်စန်းကပြောပြကရေမောခဲ့ဘူးလေသည် ိုအောင်စန်းခွနတန်းအောင်ပြီးလောက်အချိန်တွင်ကိုအောင်တန်းမှာကောလိပ်သို့ရောက်ရှိခဲ့ပြီးအာရီပထမနှစ်ကိုပင် အောင်မြင်ပြီးခဲ့လေပြီ။ကျောင်းပည့်ရများအတွင်ညီကိုချင်းတွေ့ဆုံခဲ့ကြရာကောလိပ်ကျောင်းတွင်ပညာသင်ရခြင်းဖြင့်တွေ့ကြုံခံစားရသည်များလေတန်းခတ်ကြွားကြနှင့်တဆင်ဖောက်သည်ချသည့်များကို ကိုအောင်စန်းကကျွန်ုပ်တို့အားလက်လီစိတ်ပြီးပြောပြသည်ကသူတို့ကောလိပ်မှာတပိတ်ရှိတာဟုကွာကိုအောင်တန်းလည်း ဒီဘေးဒီဆိုဆိုရတီစကားအခြေတီပြောတဲ့အဖွဲ့မှာပါတော့အင်္ဂလိပ်စာတိတ်တိုးတတာနေတာပေါ့သူဒီဘေးမှာပြောခဲ့ပုံတွေကိုပြောပြတာပါကွာဖူဖူဖူနဲ့နေတာပဲငါတော့ဘာရီမန်းလည်းမသိဘူးဟူး၍လည်းဖြစ်လေသည်၎င်း၏အကူဥပဝင်းမှာကိုအောင်စံမြည်သည့်အခါမှပေါ့ပေါ့တန်တန်နေမှုလေပတ်သွားလာမှုများကို မရှိစေရပဲစာပေဘက်တွင်လူတော်တအူးဖြစ်လာစေရန်ကြိုးပမ်းလျက်ရှိခဲ့သည် စာပေစူးစမ်းသည်နှင့်အမျှကျန်းမာရေးတွင်ထိခိုက်နေပြီဆိုရကျောင်းတောင်ဘက်ရှိကလပ်တစ်ခုတွင်နက်နက်တင်းနစ်ရရန်စီစဉ်ပေးခဲ့သည်ခုနှစ်တန်းစာမေပွဲပြီးရှစ်တန်းတဆဖြစ်သောကိုအောင်ဆန်းအားနက်နက်တိုင်းတွင်တင်းနစ်ရက်ကပ်ကိုဂျိုင်းတွင်ညှက်လျက်ထိုကလပ်စီသို့ထွက်သွားလေးရှိတော်လဲအထက်တန်းကျောင်းသားပြီးပြီးစတိုင်များနှင့် ရှယ်အင်ကြီးလက်ပစ်လျက်ခြီလုံးကြီးနှင့်ပင် သွားလေသွားထားရှိသည် ကစားသည့်အခါတွင်လည်းအဝိဖက်နက်ကိုမသုံးဖက်နက်မပါခြေထောက်ပလာနှိမ်ပင်ကစားလေးရှိသည်ငကိုနေအားဖြင့်လည်းဖောက်ပြန်ခြင်းမရှိ အကိုဖြစ်သူကလည်းလွတ်မထားဥပဝင်းမှာရခိနေရှင်ရဲ့ចောင်းဆရာကြီးကွယ်လွန်သူဦးအေးမောင်ဤဇနီးအိမ်တွင်သားနှင့်သမီးများကိုတင်ပြပေးရန်ညာတိုင်းတွားရောက်အေးရရာကိုအောင်စံအား၎င်းနှင့်အတူခေါ်သွားလေးရှိသည် ကိုအောင်ဆန်းအားအေးအေးပြည့်သည့်တိုင်အောင်စာကို အလွန်အကျွံကြည့်ခွင့်မပြုအိတ်ဆိုလင်းအိတ်ရသည်ကိုအောင်ဆန်းသည် ရေနယ်ချောင်းကျောင်း၌နေစဉ်အခါကကျောင်းသားသမဂ္ဂတွင် အမှုဆောင်တယောက်ဖြစ်ခဲ့လေသည်၎င်းသည် စကားအခြေတင်ပြောပွဲများတွင်လည်းပါဝင်ပြောဆိုလေးရှိသည်တခါကတောမာနေထိုင်ရခြင်းသည်မြို့မှနေထိုင်ရခြင်းထက်တာလွန်ကောင်းမှုသည်ဟူသောပြဿနာကိုရွေးချယ်လိုက်ရာ စကားအခြေတင်ပြောပွဲတစ်ခုကိုကျင်းပခဲ့လေသည်ထိုစကားအခြေတင်ပြောပွဲတစ်ခုတွင်သူ့အားခေါင်းဆောင်ပြောကြားမိသူဖြစ်ထွေသွင်းထားခဲ့သည်ကိုတွေ့ရသည်ကိုအောင်ဆန်းစကားပြောရင်စလင်စခြင်းရှူတင်တင်နှင့်ပြောကြားသည်မှာတောကမြို့ရက်သားရဲဆိုတဲ့အကြောင်းကတော့အထူးပြောစရာလိုမယ်မထင်ပါဘူးယခုပြောရမယ် subject ကဒီဘုတ်မှာ ရေးပြရတဲ့အတိုင်းတောင်းမှနေထိုင်ရခြင်းသည် မြို့မှာနေထိုင်ရခြင်းထက်တာလွန်ကောင်းမွန်သည်လို့ဆိုထားပါတယ်။ဒါတွင်ထင်ရှားနေပါတယ်။သူပြောသည့်အခါတွင်ညာဘက်တွင်ဆာရွက်များနှင့်ဘဲဘက်ကကြောက်တင်ပုံကြီးစီတို့ညွန့်လျက်မျက်နှာက အသားမသိအချိုးမကျရှက်သွေးရောင်ဖြန်းလျက်ပြောရင်းဆိုရင်းနှင့် အားကြွအားကြွလာက ပြောဆိုသည့်စကားအချက်လက်များမှာ ပိုမှု၏စိတ်ဝင်စားပွဲ ခိုင်လုံသည့်ရာဇဝင်အကိုအကားတို့ဖြင့်တန်စာဆင်လျက်ရှိပေသည်။စကားအသုံးနှုန်းယဉ်ကျေးထည်ဝါခြင်းကိုဗရာဏမပြုပြောလိုသည့်အိဘယ်ပေါ်လွှောင်းသားလင်းဒိုးဒိုးရတော့ပြောဆိုခဲ့လျက်ကိုဟန်အမူယာမျက်နှာပေးကိုကြည်ချင်းအဖြစ်နမည်ကောင်းရလူစိအသားယူလိုစိတ်များနှင်ကင်းဝေးကရှိသမျှသော စိတ်အာယုံကို မိမိပြောဆိုသည့်စကားတွင်သာလုံးဝသွတ်သင်အသုံးဖြူထားသည်ကိုကောင်းစွာသိမြင်နိုင်ပေသည်တခါတရံပြောသောပြောသားကြသူတယောက်မဟုတ်သေးသည့်အတွက်ရှေ့လောကြည့်ပြီးထင့်ငော့သွားသည့်အခါရေမောခြင်းခံရသည်သို့ရေမောခြင်းခံရသည့်တိုင်အောင်ဆက်သွေးဖြန်းခြင်းရောင်မှားခြင်းမရှိရှေ့ကိုယ်သာအစဉ်တစိုက်ဆက်လက်ပြောဆိုသွားတတ်သည်ဝိကြည် ဝိကုံယုံမျှသာသဘောထား၍ကြားကောင်းယုံမျှပြောဆိုခြင်းမဟုတ်မိမိ၏ conversion ကိုယုံကြည်စိတ်ရှိသည်ကိုသာ ပြောခဲ့သည့်အလျောက်ကြားရသူတိုင်းကလည်းဤသို့တထစ်ကြယူဆကြလေသည်ကိုအောင်စန်းသည်ကသောသားပြီးပြီးသောသားတွေကိုအညွန်းတင်လိုက်ရကဤမြမာပြည်တခွင်ရာစွင်အဆက်ဆက်တွင်ပေါ်လွင်ထင်ရှားသည့်ယဟန်ပညာရှိ လူပညာရှိ တဝိဒုက္ခမိတ်တို့မှာကျေတော်ကျေလက်မှသာထွန်းကားပေါ်ပေါ၍ရက်ကြီးပြိမှရာဇထာနေမင်းနေပြီးစသောမြို့ကြီးပြကြီးများမှရေဘူးအဖြစ်လူနဲ့လူပါညံသမားများဟု ဆိုအပ်သောညာနာဗလသမားများနှင့်သာထွန်းကားပေါ်ပေါက်တတ်ကြ၎င်းအပြင် အင်္ဂလိပ်ရာဇဝင်များနှင့် industrial revolution အကြောင်းကိုထည့်သွင်းပြောဆိုရရင်မိရထားကိုစတင်တည်ထွင်သူ ဂျော့စ်ဒီဗီစင်သင်းမောစတင်တီထွင်သူဂျဲဝဲစသောပောက်ကိုပေါင်းများများစွာနှင့်နိုင်ငံကောင်းဆောင်ကြီးများဖြစ်ကြသောဒေါက်တာမာရင်အီဗရာဟယ်လင်ကွန်စသောသူများသည်တော်သားများမှသာပေါ်ပေါက်ခဲ့ကြ၎င်းပုဂ္ဂိုလ်အကျော်မော်များမှမြို့သားတွေမဟုတ်တော်သားတွေသာဖြစ်ကြ။ကဘာကြီးတစ်ခုလုံးယခုတိုးတက်ရေးအတွက်စ조사ခဲ့ရာတွင်တော်သားတွေမပါဘဲမြို့သားကြီးသာဆိုရင်တိုးတက်ရေးနှင့်အဝေးကြီးဟု ဘယ်ဘက်လက်ကိုအထက်သူတအားမြောက်ကဟစ်អော်လိုက်သည်ထိုစကားချေတင်ပြောပွဲပြီးသည့်နေ့တစ်ပိုင်းနဲ့ကိုအောင်ဆန်းအား၎င်း၏ចောင်းနေဘက်များကဝိုင်းဝန်းချီကျူးကြသည်ကိုတွေ့မြင်ခဲ့ကြသည်ဤကဲ့သို့ချင်းမွန်းသည့်အခါတွင်လည်းသူ့မှာသွေးကြမြောက်တတ်ခြင်းမရှိမိမိကိုယ်ကိုအထီကြီးချင်းကင်းလျက်ဘာမှပြတ်မပြောပဲ၎င်းသွားလူရသူစွတ်တူး၍တငယ်ချင်းအပေါင်းဖော်များကိုမှနှုတ်မဆက်ပဲထတ်သွားတတ်သည်ဆယ်ရန်တွင်တင်ကြားစေ စကားအခြေတင်ပြောပွဲများနှင့်အတန်လေယူလေထားလေယူဟန်မူရာတို့မှဒီအတိုင်းပင်ဖြစ်လေသည်ဆရာကြီးဦးကျော်စံသည် eloquent ဟူသော စကားအထိပ်ပေကိုတိုက်ရိုက်တင် जा ခြင်းမပြုဘဲ eloquent speaker ဆိုရင်ဘယ်လိုအထိပ်ပေပေါ့မလဲဟုစေတန်းចောင်းသားများအားမေးတော်လေညီသူတူတယောက်မှမဖြေနိုင်ပဲရှိရာ eloquent speaker အထိပ်ပေကိုမင်းတို့မသိဘူးလား ဒီလိုပြောတတ်တဲ့သူမင်းတို့အတန်းထဲမှာရှိနေတယ်ကွာဟူ၍ထက်မှန်ပြောသည့်တွင်ကိုအောင်စန်းကိုဆိုလိုကြောင်းရိပ်မိခဲ့ကြလေသည်ဤနည်းအားဖြင့်ကိုအောင်စန်းသည်ဤအခါကလေးကမြည်သည့်ကိစ္စတွင်မစိုးလောက်ကင်သည့်နေ့တပြိုင်နက်အများကချီးမွမ်းလာသည့်တိုင်အောင်မဟုတ်မနေစူးစမ်းတတ်သောစွဲရှိခဲ့လေသည်ဆယ်တန်းတွင်နေစဉ်ကလူငယ်ပိုင်းတွင်သားရှိအပ်သောကာယညာနာအင်အားရုပ်လျော့စီတတ်သည့် အကျဉ်းစိုးကြီးများဖြစ်သောဆက်လိတ်တောက်ချင်းကိုအံ့ဩစွာနှင့်ဖြတ်တောက်ပစ်လိုက်လေသည်။ဤအကြောင်းကိုကြည်ချင်းအဖြစ်ကိုအောင်စန်းသည် သူဤစိတ်ကိုနိုင်နှင်းအောင်မင်းနေကြောင်းသိသာနိုင်ပေသည်။အခန်းတစေထိုစဉ်ကတက္ကသူတက္ကသူအကြောင်းကြီးမှာမြမပြီတဝင်းလို့ရှိမျိုးတီးတီးမှာចောင်းသားပေါင်းစုံတွေ့ဆုံစည်းဝေးရာဌာနကြီးဖြစ်ရကចောင်းတိုက်တွင် အသေးအမျိုးမျိုး ဘာသာဘာဝဌာနအရက်အလိုက်၎င်းမြို့အလိုက်ဇယအလိုက်၎င်းနေချောင်းသာကျောင်းအိတ်ကျောင်းသားဟု၍၎င်းကျောင်းဆောင်အလိုက်ဟု၍၎င်းကစားနည်းအလိုက်၎င်းအသေးမျိုးမျိုး ရှိကြသည် ကောမဒီများမှလည်းစားရေးတောက်ရေးကောမဒီကျောင်းဆောင်သဟာယကောမဒီကျောင်းသားသမဂကောမဒီ စသည်ဖြင့်အသီးသီးဖွဲ့ထားကြ၏ဘုမတိဘာမတိလူဟောင်းများသွေးညီရာကောင်းနှိမ့်နေရသောလူသည့်ចောင်းသားများအဖို့ကဟိုအသိန်းကလာ၍အသိန်းဝင်ခိုင်းလဲမဝင်လင်ဝိုင်းပယ်ခြင်းခံရမလားလူလူချင်းကြည့်ချင်းကိုပင်ခံရမလားနှင့်ယုံမာရိဟတန်တရားဖြစ်ဟုတ်ကဲ့ဝင်မမဲဟု၍သာလာသည်မအသိန်းကိုမငင်းမပြုစုဝင်လျာအသိန်းပေါင်းမြများ၏အသိန်းသားဖြစ်မှန်ကိုပင်ထဲ့မတွက်နိုင်တော့ချီ အတင်းဝင်ကြေးကောက်သည့်အခါကျမှသာအိမ်မှမိဘကပေးလိုက်သောမုတ်ဖိုးမှတပြားတစ်ချက်မကျန်စာအုပ်ဖိုးထဲပသွားသည်ကိုသာ တွေ့ရလေသည် မဝင်လင်ဘဲသူအဖြစ်မျိုးဖြစ်မည်ကိုမသွေးသောကြောင့်တည်းဘူးမတိပါမတိလူဟောင်းများလှဲ့စားသည်နှင့်မချာဆွဲဆောင်သိမ်းသွင်းခြင်းကိုအကဲမခက်တတ်သူလူသစ်တို့မှကျောင်းဖွင့်မိများမကြံသေးမိကပင်ဘိုင်းကြသောဘဝသို့စိုက်ရောက်ရလေသည် အိမ်ကိုလည်းမိဘများထံမှအကြောင်းပြမကောင်းသဖြင့်မတောင်းကျင်ဖြစ်နေရသည်ဤသို့လာသည်များအသင်ခြေဆုံးပြစ်ခါဝင်မိ၍ဘာအကြိုင်ဖြစ်နေကြသောလူသစ်တို့မှအသင်အဖွဲ့အစည်းကော်မတီရွေးကောက်ပွဲများတွင်ညီသူမျိုးဝါအားမဲဆန္ဒပေးပါဟုပြောလာလေမငင်းမပြူပုတ်တိညူကောင်းနှိပ်သည်နှင့်အတူ အလွယ်တကူကောင်းနှိပ်ဂတိပြုလေးရှိကြသည် ညီသူညီတို့မြအကြောင်းမသိပဲလေမဲပေးခိုင်းသည်ကိုပုတ်တိညူမင်းသားတို့သည် အသင့်ပင်ခေါင်းညှိရန်အသင့်ဆောင်နေသည်နှင့် တူတော်၏ထိုနှစ်အတွက်ဘကိုးအကြောင်းဆောင်တဟာယအသင် ကောမဒီများအတွက်ကျောင်းဖွင့်စာတွင် ရွေးကောက်ပွဲကျင်းပရာကိုလူစုနှစ်ကိုကောမဒီဝင်အဖြစ်အရွေးခံရန်မဲဆွယ်ခြင်းဆိုင်းပြင်ကြသည် ရွေးကောက်ပွဲတွင်အဆိုအတွင်ထောက်ခံကြ၍ရှင်ပြိုင်သူရှိကမဲခွဲကြရာအကျိုးဆောင်ရသူအတွက်ကိုအောင်စန်းအားတယောက်ကအဆိုတင်သွင်း၍တယောက်ကထောက်ခံလိုက်သည်ထို့အတူရှင်ပြိုင်တင်မြောက်သူပေါ်လာ၏မဲခွဲရာကိုအောင်စန်းမဲရှုပ်၏ကိုအောင်စန်းအတွက်မဲရီရာတွင်မဲရီသူကတဖက်သက်မရှုံးရှုံးအောင်နှိမ်၍ရွေးသက်သည်ကိုကိုအောင်စန်းကကန့်ကွက်၏ ို့သောကိုအောင်စန်းနောက်မှ ထောက်ခံသူနေပါသေးသည့်အတွက်ကန့်ွက်ခြင်းကိုပါ ဆုံးရှုံးရပြန်လေသည်ထို့အတူတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင်လည်း1934-35ခုနှစ်အတွက် အမှုဆောင်များရွေးကောက်ပွဲကျင်းပ၏တက္ကသိုလ်သမဂ္ဂကြီးသည်ထိုနှစ်ထိုအခါအထိကျောင်းသားအပေါင်းတို့စုယုံဖွဲ့စည်းရာအဆောက်အအုံဘဝိမှန်ကြီးဖြစ်လင်ကစားမှုဆောင်အဖွဲ့အဝင်ကျောင်းသားများမှနိုင်ငံရေးစိတ်ဓာတ်မရှိချီ ရုပ်ရှင်မင်းသားလိုအလှပြည့်နေသည့်ခေတ်တွင်ပော့ပော့ဆာဆာနေသည်မှတပါဘာမှထူကယ်ခြင်းမရှိသမကဆိုလေလေចောင်းသားအကျိုးမြည်တို့နစ်နာသည်မြည်တို့ပြုပြည်လင်မြည်တို့တိုးတက်မည်ဟုကြံစပြုပြည်ခြင်းမရှိတနှစ်စန်းလင်အမှုဆောင်၍ရွေးပြီးလေအသိန်းဖွင့်အခြေအတင်စကားပြောပွဲတရားဟောပွဲနှုတ်ဆက်ပွဲစသည့်ဖြင့်ကျင်းပပေးုံများနှင့်နှစ်ကုန်လွန်စေသည်1934ခုနှစ်က 300ခိုင်နှုန်းမျှသော လူငယ်တို့သည် နိုင်ငံရေးစိတ်ဝင်စားလည်းရှိ၏တက္ကသိုလ်ကျောင်းတိုက်တစ်ခုလုံးပြုပြင်စရာရှိသမျှပြုပြင်နိုင်သည်မှာဤတက္ကသိုလ်သမ္မတသာလျှင်အင်အားစုဖြစ်ကြောင်းသိကြသည်နှင့်အညီသမ္မတအမှုဆောင်အဖွဲ့ဝင်ဖြစ်ဖို့ရာလုံးပန်းကြ၏သို့အသိဉာဏ်ပွန်လင်းလာသည့်ယာဂိုင်နှုန်းမှာမပြောပေါက်လောက်အောင်သာရှိနေရလိကထို့နှင့် အမှုဆောင်ရေကောက်ပွဲတွင်ခင်မစားစေသော လူစုမှာ ကိုကျော်ငိမ့်နှင့်ကိုသိန်းဖေသားလေးအရွေးခံရ၏ထိုလူငယ်နှစ်ယောက်မှအပါအခြားအမှုဆောင်များမှခင်ဟောင်းသမားများကြီးဖြစ်ကြသည်ကိုကျော်ငိမ့်နှင့်ကိုသိန်းဖေသားလေးခစ်ပြောင်းသမားများဖြစ်ကြ၏သူတို့သည် ကိုနှုကိုအောင်စန်းတို့အပေါင်းအဖော်များဖြစ်ကြသည်ကိုနှုကိုအောင်စန်းတို့ကလူကြိုက်မများသေးသောမင်းသားများဘဝကမတက်သေးချီတနည်းအားဖြင့်ဆိုသော ကိုကျော်ငင်းကိုသိန်းဖေတို့မှအပါကြံမှုဆောင်တို့မှကြောင်းအောင်အာနာပိုင်များအကြိုက်သားလိုက်၏၎င်းတို့မလူလားသည်ကိုရှောင်သူများဖြစ်၏ကိုကျော်ငင်းကိုသိန်းဖေတို့မြည်တို့ပင်စိတ်ထက်တန်စီကမူအားမမြ၍အရှုံးကြီးသာဖြစ်၏ကြောထောက်နောက်ခံဖြစ်သော ကိုနှုကိုအောင်စန်းတို့လူစုမှအင်အားလည်းမများသည် လူကြိုက်လည်းမများသည်ဖြစ်ရကကြိတ်လျက်သာ အားစုဆဲဖြစ်၏အချိန်ကကိုလိုကန့်လန့်အချိန်ဟုဆိုရပေမည် အထက်အာနာပိုင်တို့အကြိုက်လိုက်လုံနိုင်သောစနစ်ဆိုးကြီးကို စနစ်ဆိုးမှန်အသိဉာဏ်ဝင်သူမှ ရှားမှရှားသည်ဆိုလောက်အောင်နဲပါစေဖြစ်၏စနစ်ဆိုးဆိုးကြီး မပြိုသည်မျတက္ကသိုလ်ဆက်ရန်တရားကြီးမှ ပုံသွင်းထုတ်လုပ်လျက်ရှိသောចောင်းသားများမှဗြိညာခံရာသူဖျားထုခံရာသူစသည့်ရာသူတို့လက်ကလှမ်းဖို့ရာတစ်ခုသာတည်၍ တိုင်းပြည်အတွက်အကျိုးရှိစေရန်အဖို့ထံအောင်အသုံးချ၍မရကြည်တနည်းအားဖြင့်ဆိုသောပညာမှာကျုံပညာရ၍ကြောင်းထွက်သည်နှင့်အလိုတော်ဤမလုပ်ပါက အလုတ်ကောင်းမရမရလင်ခုံမထင်ပေါ်တထေသမီးမရလူရမဝင်တကဲ့သို့ခစ်တုံးခစ်လုံးဖြစ်နေ၏စနစ်ဤအပြစ်ကိုအပြစ်မှန်မသိပဲမိမောနေသူတွေသာများ၏ အရင်စစ်လေအမြင့်မြေကဆိုတပိကဲ့သို့ထိုတို့သောမိမောမှုကြီးဤရေတောင်းမြေဖြစ်သည့်တက္ကသိုလ်ပညာရေးစနစ်ဆိုးကြီးကိုတွန်းလှန်တိုက်ဖြတ်ကာတိုင်းပြည်အကျိုးရှိရာရှိသောမြေမျောမိသူတို့မှကိုနုကိုအောင်စန်းတို့တတိုက်ပင်ရှိသေးသည်ထိုအချိန်ခါ၌ဤလူစုသည်ရွေချက်ပြင်းမြောက်ဖို့ယင်အင်အားစုရန်အထူးဆိုင်ပင်ရကြရှာ၏ 1935ခုနှစ်တွင်တက္ကသိုလ်တပိတ်မှောက်တော့ညီကဲ့သို့လှုပ်လှုပ်ရွရွဖြစ်လာ၏ចောင်းသားကောင်းဆောင်များခေါင်းချင်းရိုက်နေကြသည် ထို့သို့တမကအမှုဆောင်တို့ကတမျိုးကိုနူးတို့အစုကတဖုံခေါင်းချင်းရိုက်ကြသည်ចောင်းသားတမက အပေါင်းကလည်းမှောက်ဖြစ်လိမ့်မည်ဟုတထစ်ချမှတ်ယူထားကြသည်တို့ရတွင်ထိုးစင်ထိုးခါကမှောက်ရသူမှာကြောက်သူကသာများ၏ ရွာမြောင်ရောင်နှင့်ညို့မိုင်းအုပ်ဆိုင်လာပြီးမှမရွာပဲမိုးရိပ်မုန်းဝေများကင်းစင်လွင့်ပြောက်သွားသည်တပိတ်ရိတ်တိမ်ပိန်ငွေတို့ကိုလည်းတရွေ့ရွေ့ပင်အထင်တရားအမြင်တရားဖြစ်ပြီးအာနာပိုင်တို့၏အလှည့်ကောင်းသည့်ကတကြားတက္ကသိုလ်တမကအမှုဆောင် မိုင်းမိသည့်ဆက်ကွင်းကမလွတ်သေးသည့်ကတကြောင်းကြောင့်၎င်းတပိတ်မှောက်ကိစ္စကြီးအထမမြလွင့်ပြောက်သွားလိမ့်မည်သို့သော ထိုတပိတ်အရေးငွေတို့၏ကြက်မှအရေးမလွတ် ကျောင်းသားတို့ဤစိတ်၌အတိညာပွင့်လင်းမှုတစ်ခုကြံစီခဲ့သည်အဘဲကြောင့်ဒါလောက်မှောက်ဖို့ကောင်းလျက်နှင့်မှောက်မှောက်ဖြစ်ရသည်ဟုသောအတွေ့အမျိုးလူငယ်တိုင်းခေါင်းတွင်းသို့ချီးနှီးဝင်ရောက်စေခဲ့သည်မှောက်မှောက်ဖြစ်သည့်အကြောင်းရင်းကိုရှာကြသည် ဝေဖန်ကြ၏လက်သေးရှာကြ၏ခြေထိုးမှုကိုစီစစ်ကြ၏အခြေအနေကို သုံးသပ်ကြ၏တခုသောအကြောင်းကတက္ကသိုလ်တက်မကားနှင့်အာနာပိုင်တို့သည်လင်မယားဘဝမျှတာရှိသေးခြင်းဖြစ်၏ ဘဝရေဆံမကုန်သေးကြီးနှစ်ကုန်ခန်းကြီးတွေထိုကဲသူမှောက်မြောင်နှင့်မမောက်ဖြစ်သည့်နောက်တမကဒုတိယဩဂရနေရာလိလက်သည်ဖြစ်ကိုနှုအွေခံရသည် ကိုနှုနှင့်တကွကိုအောင်ဆန်းကိုကျော်ငင်းကိုလားပေစသည့်လူစုဤခြေလန်းကိုကြောင်သားများညင်စားပြုလာပြီး အာယုံပြု၍ဂိူးဆိုင်လာပြီးလက်ရှိအမှုဆောင်တို့နှင့်ချိန်ထိုးနေရရှိကြပြီး ဤအာယုံဆိုင်မှုကို အခွင့်ကောင်းပြု၍ကိုနှူးတို့ကယူပြီးအားစုကြတော့၏။နောက်နှင့်ဆက်လက်တိုက်ပွဲစဉ်နှင့်ရဲ့အတွက်လိုအပ်သည့်အခြေခံပနာမှပြင်ဆင်မှုကြိုးပမ်းကြ၏။ထိုခေတ်ကာလထိုတမိခာသမယတွင် သခင်နာယကဖြစ်သော သခင်ကိုယ်တော်မိုင်းသည်တက္ကသိုလ်ကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်တမဂါတို့မှနာယကတင်မြောက်ထားသောအချိန်ပင်ဖြစ်ရကတက္ကသိုလ်တမဂါမှထုတ်ဝေသည့်အိုးဝေမဂဇီးချင်းတွင် အောင်စုအလှဲ့တကဲ့မြင်မှာနှိမကွဲ့လူထောင်အမှုနှင့်မကြမကြာဆင်းရမီမောင်မှုနှင့်ဆရာမှမကင်းစသည်ဖြင့်ရေးသွားရီလီလီစားစားကူညီခဲ့ပုံများကိုတက္ကသိုလ်တမကအိုးဝေမဂဇင်းဟောင်းများကိုပြန်ပြန်ဖတ်ရှုကြစီတမုံ့ ေးဇူးတင်ပါတယ်ရှင်။နောက်အပိုင်း6မှာပြန်ဆုံကြပါမယ်ရှင်။